여러분, 요즘 어떠세요? 행복하게 살기를 바래요. 그럼 우리 시작해볼까요? Lesson 26 음식물 음식물 사다 음식물 쓰레기는 이쪽에 버려주세요. 사다 말고로 디바마 숨집이바 두다 두다 타디 정리는 연필은 책상 위에 뒀어요. 사연의 계량으로 사지서 보여보마 이데 상하다 三阿达，不多水面的。可个三个是那个木鸡嘛，阿拉不多为木路没啥来呢。何管那达，何管那达，天顶天塌的都浪的。他本人要给阿不跟那面等米达，一个人起码等于一百来线，都讲都讲，阿鹏。သူကငရလျော်စခေါပိကဆိုတာကျဆောရအဖောင်းပွင့်နေလို့ကော်ဖီဖိတ်သွားတယ်ဒေါပတာဒေါပတာ phong o ti chong di chu ni ga ibul da dop ko da ya he e lo sang te cha chong e ya me o da o da e ke di nom tu wa so so ni o ga ka ta yo to to e lo la ka khe bi na tu de nok ta nok ta ye byo di o de mi no gu myon mu ri de mi da ye ge a ye byo yin ye phit ba de khmya ma nya ma nya a ke ywe တကယ်လို့မညာ အိုရှိအန်မာချင်မြွန်ဟမ်ဘူဟဆူအစ်စကာယောတကယ်လို့အဝယ်စားမတော်ရင်ငွေပြန်အန်လို့ရမလားအီမီအီမီအရင်ကတည်းကလောက်ပြီးသွားပြီဘောဆောနဲ့ဘာကွာလဲဆိုရင်ဘောဆောကြတော့သူကမထင်မဖန်းနဲ့လောက်ပြီးသွားပြီဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်ဒီအီမီကကြတော့အဲ့လိုမထင်မဖန်းမဟုတ်ငါအရင်ကတည်းကလောက်ပြီးသွားပြီလေအဲ့လိုအတိတ်ပဲမျိုးဖြစ်ပါတယ်အီမီနူဂျက်စနီက ချွန်ချွန်နိခါကြအရင်ကတည်းကနောက်ကြပြီးသားမို့လို့ဖြည်းဖြည်းသွားကြရအောင်အဲဆိုရင်ဒီဆက်လုံးကတော့ဒီနေ့အဓိကတက်မှတ်မယ်ဝါဟာရဆက်လုံးပဲဖြစ်ပါတယ်ဒီဆက်လုံးကိုအသုံးပြုပြီးတော့ဘယ်လိုမျိုးအစေးပုံစံရေးထားမလဲဆိုရင်ယောရမန်နံအုံရှမူရီဘာကဲဒူမြန်ဂွန်ဘန်ဆန်ငါတာနွေခါဝဲအစာတောက်ကိုအပြင်နေထားလျင်တခဏနဲ့ပုတ်တူဤခရဲဆောကုတ်နေချန်ကိုရဲ့ဘူဂန်နယာဟန်တာတို့ဖြစ်၍ရေကက်တတ၌မဖြစ်မနေထင်းသိမ်းရမည်ပင်ခရွန်တဲ့နေချန်ကိုအာနဆောနွန် ုံရှင်မူရီစံငါဆူတာတို့တော့ရေခဲတတအတွင်းနဲ့လဲအစာအတော့အိုးတို့တက်ပေသည်မွန်ကျော်သူကငှချားတော့ကြည်အနမြစံငါဆူတာဦးစာပထမအဖုံးကိုကောင်းစွာမဖုံးပါကအိုးတို့နိုင်ခရီကိုအုံရှင်မူရီအော်ဒတာကနုဂါဆူတဲ့တို့ဝီယောမာတာပြီးလျင်အစာအတော့အိတ်ခဲရမှာအရေးပြောသည့်အခါတွင်လဲအန္တရာယ်ရှိသည်မညာနမ်စဲနာစက်ကာရီစံငါမြော 그 음식은 이미 상한 것이다. 이게 안나도마 양세 투자바가 투사당마무 예캔그레가 뽀도다디벤티. 그럼 다시 한번 읽어볼까요? 여름에는 음식물을 밖에 두면 금방 상하다. 그래서 꼭 냉장고에 보관해야 한다. 그런데 냉장고 안에서도 음식물이 상할 수 있다. 먼저 뚜껑을 잘 덮지 않으면 상할 수 있다. 그리고 음식물이 어려다가 녹았을 때도 위험하다. 만약 냄새나 색깔이 이상하면 그 음식은 이미 상한 것이다. 알아서이 디니가로 디티웹 제발에 오늘은 여기까지입니다. 고생하시고 수고하셨습니다.